ဆိုရှယ်မီဒီယာပေါ်ကနေပျောက်ချင်းမလားပျောက်ကွယ်သွားကြတဲ့ပေါ်ပင်ဆယ်လေးလေးကိုဂိမ်းပရိသတ်ကြီးတို့ရင်အခုနောက်ပိုင်းဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာလူသုံးပြုများလာတဲ့ Facebook Twitter ဆန်ရှိတဲ့လူမှုကွန်ရက်ကနေနာမည်ကြီးလာတဲ့ဆယ်လေးရင်းများစွာရှိပါတယ်နော်အဲ့ဒီထဲကမှပရိသတ်တွေခိုင်မာရကလုပ်ငန်းရှင်တွေရဲ့အသုံးတော်ခံဖြစ်ကနာမည်ရပြီးမှပျောက်ချင်းမလားပျောက်ကွယ်သွားကြတဲ့နာမည်ကြီးဆယ်လေးလေးဦးကြောင့်ပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်နံပါတ်1မေသစင်ချင်းသမီးလေးမေသစင်ချင်းကိုတော့ပရိသတ်တွေတော်တော်များများကမှတ်မိကြမှာပါ ။တမိကြောင်းမသွားခြင်းမို့ဆိုပြီးတော့ညဏ်ညဏ်နဲ့ထုတ်သုံးပြီးတော့အင်ပြန်ကျင်နေတဲ့ငါးနှစ်ရွယ်ကလေးငယ်လေးတယောက်ပဲဖြစ်ပါရဲ့နော်။မေတ္တာရှင်ချင်းလေးရဲ့ကြောင်းမတက်ခြင်းမို့အမေကိုအောင်းမိလို့ဆိုတဲ့စကားသံလေးတွေကပရိသတ်တွေကြားထဲမှာရေပန်းစားနေရတာပါ။ဒါကြောင့်မေတ္တာရှင်ချင်းလေးကိုပရိသတ်တွေသတိထားမိလာတဲ့အချိန်မှာပဲလုပ်ငန်းရှင်တွေကအပြိုင်ဆိုင်ခေါ်ကကြောင်းညာရဲကူးမှုတွေလက်ခံရရှိခဲ့တဲ့အချိန်မှာပဲဝင်ဝင်ရရှိလာခဲ့ကရန်ကုန်မှာတိုက်ခန်းဝင်နိုင်ခဲ့တဲ့အခြေအနေတစ်ခုထိကိုရောက်ရှိခဲ့တာပါ။ရေခဲကြောင်းတွေလေးကိုရှိုင်းစော် ဒီကနေ့လေကိုရှိုင်းဆောင်ကတော့ငလင်မင်းမလွယ်တဲ့အစားတောင်းတဲ့စီးဝါတွေကိုတောင်းရောက်လူတိုင်းကြရင်အလူရှင်ကားတွေကိုတက်နိုင်တဲ့ဘက်ကနေတရာတရားထပ်တန်စွာနဲ့ဒီကနေ့လေတွေလူတိုင်းဟာနေနမေးကြီးလာခဲ့တာပါကိုရှိုင်းဆောင်ကတော့ဒကိုရဲသမားမို့လို့ပြည်စင်းဥစားမကြုံရပါပဲပင်ကိုတက်ခံစေတနာကကြီးမားတာကြောင့်တနေ့လုံးမှတနေ့စားရပါပဲအရင်ပြောင်းရင်တော့အပြုံးမပြန့်လူတိုင်းပေးနေနိုင်ခဲ့တာပါဒါကြောင့်လေလိုင်းပေါ်မှာလူပြောများလာပြီးတော့ရွှေဆိုင်စိမ့်ဆိုင်တွေကပါကြောင်ညာရိုက်ကိုကေကမာကတ်တင်းဆင်းပေးခဲ့တာပါမိုင်းဝဝင်းမြင့် မျိုးရင်းတချင်းကိုဆင်အောင်မှာပြည်ပြင်းထင်းနေနမိတ်ကြီးလာတာကတော့တောသူတောင်သားယောသားရဲ့မိုင်းဝင်မြင်ပဲဖြစ်ပါတယ်။မိုင်းဝင်မြင်ကတော့နေထိုင်ကယောသားတိမ်မွေတာကြောင့်ပရိသတ်တွေကမိုင်းဝင်မြင်ကိုချစ်ခင်အားပေးခဲ့ကြတာပါ။ဒါသာဒါသာနမိတ်ကြီးလာပြီးတော့လုပ်ငန်းရှင်တွေမျက်စိကျလာတာဟာမိမိလုပ်ငန်းတိုးတက်စေဖို့အတွက်အတုံးတော်ခံကကြောင်ညာရင်းရိုက်ကူးခင်ရတာပါ။သူမအနေနဲ့ကလည်းရရှိလာတဲ့ကြောင်ညာချင်းတွေကိုကိုရန်အတုံးပြုဝဲနေချင်းရွာအတွက်လွယ်လန်ဒရာတွေဆောက်ခါလှူဒန်းခဲ့ကြတာပါ။ ိုင်းမင်းအကြောင်းတိုက်ဆိုင်သွားလို့လားမသိပေမဲ့ကိုသာကင်းရဲ့ပပကြီးကြီးမိတ်ကန်အစမ်းနဲ့တွေ့ပြီးတော့လုံလုံခွန်းကမီဒီယာဘောကနေပျောက်ကွယ်သွားခဲ့ရတာပါအပွားလင်းအပွားလင်းကတော့ပလုံကောင်ရင်ကနေဓာတ်ပုံလေးဓာတ်ပုံကြောင့်နာမည်ကြီးလာတဲ့ကလေးငယ်လေးပဲဖြစ်ပါတယ်အပွားလေးကတော့မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ချစ်စရာကလေးဖြစ်တဲ့ပြင်ပြင်ဆင်ချင်တော့လိုက်တဲ့အချိန်မှာတော့လုံးဝတခြားသူတယောက်လိုပြောင်းလဲသွားခဲ့တာပါဒါကြောင့်မင်းဘောကပင်အချိန်ဒီမကောင်းမင်းမင်းကံနဲ့ပြီးလာတဲ့အချိန်မှာတော့အကျိုးပေးညံဆန်လာက ချင်မွေးပါခဲ့တာကြောင့်ပြိသက်တွေချစ်ကိုရရှိခဲ့ကြတာပါပြိသက်တွေချစ်ကိုရရှိတဲ့ဒီကလေးကိုအငိမ်မထားမင်းနဲ့ကိုကျိုးရှာစီဝိုင်းသမားတွေရဲ့ကွက်ကြော်မြင့်တက်မှုတွေကြောင့်ကလေးလေးတော်အာမထားပဲနမကြီးရွှေဆိုင်တွေကခေါ်ယူကမိမိတို့ရဲ့စီဝိုင်းတိုးချိတ်ကောင်းမှုစွာလဲပတ်နိုင်ဖို့ကြောင့်ညာရီခုံရိုက်ကူပေးခဲ့ကြတာပါတချို့ပြိသက်တွေကတော့ခုလို line ပေါ်မှာပေါ်ပင်နမရလာသူတွေကိုတော့လက်လက်မခံမင်းနဲ့ကိုကျိုးရှာနေတဲ့လောဘသားလုပ်ငန်းရှင်တွေနေနေအမှန်ကန်လမ်းကြောင်းပေါ်ကိုတက်မအောင်ဆွဲခေါ်တင်ခြင်းအနည်းမရှိပဲ လုပ်ငန်းအတွက်လိုအပ်တဲ့ပမာဏအသုံးချပြီးတော့လွှတ်ပြန်တာမတရားမှုပြီးတော့ပြောခဲ့ကြတာပါအခုပေါ်ပြပြီးခဲ့တာကတော့တချိန်ကနမကြီးဆယ်လီရေဖြစ်ခဲ့ကြမယ်မယ်အခုချိန်မှာဒုံရင်ညမှာပဲရှိနေတယ်ပေါ်ပင်ဘွားနဲ့မထင်မရှားဖြစ်ခဲ့ပြီးဖြစ်တဲ့ဆယ်လီတွေပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအထူးပဲပြင်ရှိပါရဲ့ရှင်